ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့အမဲဆက်များကိုကင်းစင်စေပြီးသူစင်ဝင်ပပန်းနုရောင်အလှကိုပိုင်ဆိုင်စေမယ့် Sports White Beauty မျက်နှာသစ်ဆက်ပြားမှဖြစ်ပါရဲ့ရှင်။ တ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီခုတစ်ပတ်မှာတော့ပရိသတ်များအားလုံးကိုမျက်နှာအသားရည်ကိုဘာကြောင့်ထိထိရောက်ရောက်တက်ဆင်ပေးဖို့လိုလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပရိသတ်တွေကိုနိနိယပြပြသွားပေးချင်ပါတယ်ရှင်။နိနိကလည်းနေရှိုးတွေခဏခဏသွားရတယ်။နေမှာချင်းဆူရတဲ့အခါကျတော့ဖုံမုံတွေကမျက်နှာပေါ်မှာအမြင်နဲ့ကန့်ညိတက်ပါတယ်။နောက်ပြီးတော့နေရောင်ခြည်တန်းကြောင့်ပေါ့နော်မျက်နှာပိုးပြီးတော့ညင်ရန်သွားတက်ပါတယ်။ဒီနေ့အတွက်ကတော့ facial washing ကတိတ်ကိုအရေးပါအရာရောက်သလိုမျက်နှာရဲ့ဟိုးအတွင်းပိုင်းအထိကိုတက်ဆင်ပေးဖို့ကတိတ်ကိုအရေးကြီးပါတယ်။မျက်နှာပေါ်မှာ ခြံရှိသည်ဖြစ်စေဝခြံမရှိသည်ဖြစ်စေမျက်နှာပေါ်မှာရှိတဲ့ဖုံးမုံနဲ့အညစ်အကြေးတွေနောက်ပြီးတော့အနက်ကိုအရာထားရင်တစ်ချိန်ညအရာဝန်ခံနီးမိတ်ကပ်ဖြတ်ပြီးသွားတဲ့အခါမှာညတို့တစ်ချိန်သုံးဖို့နှစ်ချိန်ပေါ့နော်မျက်နှာတက်ပြီးတင်ပါတယ်တာမန်သုံးနေကြဆက်ပြားတွေကမျက်နှာပေါ်မှာရှိတဲ့ဖုံးမုံနဲ့အညစ်အကြေးတွေကိုသူကမဖယ်ရှားပေးနိုင်ပါဘူးဖုံးချက်ပြိုးဝိုက်မျက်နှာတက်ဆက်ပြားမှာအစွမ်းထက်တဲ့ activated ကာဗွန်ပါဝင်တဲ့အတွက်ညီတို့မမြင်နိုင်တဲ့ဟိုးချွေးပေါက်တွေထဲမှာပိတ်မိနေတဲ့အညစ်အကြေးတွေကိုအထူးရောက်ဆုံးကာကွယ်ပြီးတော့တန့်စီပေးနိုင်ပါတယ်ရှင်အရော်နီကဖုန်းဆက်ဖြိုးဝိုင်းမင်းသစ္စာကိုသိကိုသဘောကျပါတယ်ညီတို့ရဲ့ Phones မြန်မာ Facebook page လေးကိုလည်းလာလည်ကြပါဦးနော်ညီတို့ရဲ့ Phones Beauty Talk အရှိုးလေးကိုပရိသတ်များအားလုံးကတရှိပြီးတော့အပိရဲ့အတွက်အရန်ကိုအရန်ကိုကျေးဇူးတင်ပါတယ်ရှင်ပရိသတ်များအားလုံး မင်္ဂလာပါခင်ဗျာကျွန်တော်အပတ်စဉ်တင်ဆက်ပေးနေကြ Let's Talk ဆိုတဲ့အစီအစဉ်မှာတော့ဒီတစ်ပတ်ကျွန်တော်မင်းမြန်တင်ဆက်ပေးမယ်ပုဂ္ဂိုလ်ပညာရှင်ကတော့အားလုံးလေးစားရတဲ့ပုဂ္ဂိုလ်တူဖြစ်ပါတယ်ဆရာရဲ့မအားမလတ်တဲ့အချိန်တွေကြားထဲကနေပြီးတော့ဆရာဒီတစ်ပတ်ပြောကြားပေးမယ်အကြောင်းအရာတွေကတော့မြန်မာနိုင်ငံပြည်သူလူထုရဲ့2015 လူမှုရေးစီးပွားရေးနိုင်ငံရေးကကြမှာဘိုင်းဆိုင်ရာများကိုလည်းတင်ပြဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဒါအပြင်ဘေးဒင်ပညာရပ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြန်မာပြည်သူလူထုကြားထဲမှာကျွန်တော်တို့ပြောစရာအချက်လက်တွေအများကြီးရှိပါတယ်ခင်ဗျ။ဒီအချက်လက်တွေပေါ့အခြေခံမူတည်ပြီးတော့ဆရာရဲ့ပညာရပ်ပိုင်းဆိုင်ရာတွေဆရာရဲ့အတွေးမြင်တွေဆရာရဲ့လက်ရှိရည်တည်မှုနဲ့ပြည်သူလူထုသိကျင်တဲ့ အကြောင်းအရာတွေကိုမှတ်တမ်းတင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ပတ်မေးမြန်းတင်ဆက်ပေးမယ့်ပညာရှင်ကတော့ဘေဒင်လက္ခဏာပညာရှင်ဆရာစန်းစာနေဖို့ပဲဖြစ်ပါတယ်ခင်ဗျာဆရာမင်္ဂလာပါဆရာမင်္ဂလာပါကိုဆရာမင်္ဂလာပါဗျာဟုတ်ကဲ့ ဆရာတို့ကျွန်တော်ကတော့ဟိုအခုလိုမေးပြတင်ဆက်ခွင့်ရတာကျွန်တော်အနေနဲ့လည်းအရန်ကိုခုံယူကန်ကောင်းရပါတယ်ဆရာကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဝမ်းလည်းမြောက်ပါတယ်ဟုတ်ကဲ့ပါဆရာဟိုအားလုံးကတော့ပေါ့နော်ဒီမြန်မာလူမျိုးတော်တော်များများတော့ကျွန်တော်ဘေးရင်လက္ခဏာဒီဘေးရင်ပညာရပ်တွေနဲ့ပတ်သက်ပြီးတော့အရန်ကိုစိတ်ပါဝင်စားတဲ့ဟိုအနေအထားတွေမှာရှိပါခင်ဗျကျွန်တော်တို့လူမျိုးအားလုံးကလည်းယုံကြည်ကိုးကွယ်မှုပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်ပေါ်တော့လူမျိုးစုအများစု နေထိုင်တာဖြစ်တယ်လို့အားလုံးရဲ့ရှင်ထဲမှာဟိုတလေးတစားနဲ့ကျွန်တော်ယုံကြည်နားလည်လက်ခံထားဆိုလို့ရှင်လဲဘေးဒင်းပညာလဲပါပါတယ်ဆရာအဲ့တော့လက်ရှိအချိန်မှာဒီမြန်မာနိုင်ငံရဲ့လက်ရှိနမဲအကြီးဆုံးလဲဆရာဖြစ်တယ်လို့နောက်ပြီးတော့မြန်မာပြည်သူလူထုရဲ့ကံကြမ္မာတွေပေါ်မှာမူတည်ပြီးတော့ဆရာထားတဲ့ပြည်သူလူထုပေါ်ထားတဲ့ဆရာရဲ့မြေတားကျူညာတရားကိုလဲဟိုဆရာရဲ့လှုပ်ဆောင်မှုအပိုင်းညာနေပြီးတော့ကျွန်တော်တွေ့မြင်ပါခင်ဗျအဲ့တော့ကျွန်တော်ဒီအစီအစဉ်ကနေပြီးတော့မှတ်တမ်းတင်ချင်တာကတော့ပြိသက်မတိသေးတဲ့အချက်ရဲ့လက်ရှိ ပရိသတ်သိစေခြင်းတဲ့အကြောင်းအရာတွေပေါ်မူတည်ပြီးတော့ကျွန်တော်မေးမြန်းတင်ဆက်ခွင့်ပြုပါခင်ဗျဟုတ်ကဲ့ပါကိုစင်မေးပါဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဒီလက်ရှိခေတ်ကာလအခြေအနေရဲ့အကြောင်းအရာတွေကိုမမြင်မြန်းခင်ပါပေါ့နော်ကျွန်တော်လည်းအရင်စိတ်ဝင်စားပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကတော့ဟိုလူပုဂ္ဂိုလ်တူတယောက်ရဲ့ဘဝရှင်သန်ရည်တည်မှုဘိုင်းကိုအရင်စိတ်ဝင်စားပါတယ်ဆရာအဲ့တော့ဆရာအနေနဲ့ပေါ့နော်အခုလိုမျိုးလူတိုင်းလေးစားအားကြရတဲ့ပညာရှင်တူဖြစ်လာဖို့အတွက်ပေါ့နော်ဆရာစပြီးတော့တတိတဲတဲ့အပိုင်းလေးကျွန်တော်သိကြပါတယ်ဆရာဟုတ်ကဲ့ပါဆရာ မောဘီရင်ကဘီရင်ဆရာဖြစ်တာပေါ့နော်လက္ခဏာဆရာဖြစ်တာသူ့ရဲ့ကံကြမ္မာစေစားမှုလို့ပဲဆိုရမှာမသိဘူးကံဆိုတဲ့အကြောင်းအရာတော့နောက်ကပုံသေးရှိပြီးသားပေါ့လူသားတွေမှာကြမ္မာဆိုတာကိုယ်ဖန်တီးခွင့်ရှိနှစ်ပိုင်းခွဲခွင့်ရှိတာပေါ့အဲ့တော့ကံရဲ့စီမံမှုလမ်းကြောင်းအောက်မှာကျမကို စီစဉ်တာပေါ့လူလို့လို့ဖြစ်တာကျမပေါ့ ကံကငကိုရှင်ဆွဲပေါ့ဘေးရှင်ဆရာ ဖြစ်တာကတော့ကံကြောင့်ပေလားကျမကြောင့်ပေလားဆိုရင်နှခုအောက်ထဲမှာယနေ့လက်ထိကျွန်တော်လဲစဉ်းစားနေတယ်ကံဖြစ်ဖို့များတယ်အเจ้าရာကငယ်စဉ်ကာလစပြီးတော့ဘေးရှင်ပညာကိုလုံးဝမယုံဘူးကောင်းကင်ကကျယ်နေတဲ့ခက်တွေလူသားတွေရဲ့မွေးနေ့တွေ လဝါပြင်ပေါ်မှာရှိတဲ့အရေးအကြောင်းတွေကလူတွေရဲ့အနာဂတ်ကိုပြောနိုင်တယ်ဆိုတာသိတော့ဒီပဲမရှိလာဘူးလို့ဟောင်းမိတယ်လေကိုလိုမှာကိုဖြစ်တဲ့လူဆိုတာကိုမလို့ဘာမှမဖြစ်ဘူးဒီအကြောင်းအရာကိုငယ်စဉ်ကာလစတိုက်နားလည်ခဲ့ပြီးတော့ဖြတ်သန်းခဲ့ရတဲ့အရွယ်တွေရှိခဲ့တယ်လေအင်းကဘေရင်သွားမေးရင်တောင်မှဘာလို့လျှောက်မေးတာလဲစာမွေးနေရင်သွားမေးတယ်အင်းကဘေရင်ရရချေပေးဖို့ သွားမေးရင်ဟာဘာလို့မေးတာလဲစာချက်မှာအောင်မှာပေါ့ကြတရားခြေပြီးတော့အောင်မယ်ဆိုရင်စာမချက်ပဲနေမယ်တော်မှပြောခဲ့တာပဲဒီလိုနဲ့ဘဝတွေကိုဖျက်ဆီးခဲ့ရတာပဲဆရာတော်တော့82မှာအောင်ပြီး83ရောက်တော့ RIT ကိုရောက်တယ်အဲရန်ကုန်စက်မှုတက်ကတော့ဆိုတော့ရောက်ခဲ့တယ်အဲ့ဒီရောက်တဲ့အချိန်မှာပဲ ဘီရင်ဆရာကြီးဥဝေလူကပြောတယ်။သူကမေမြုံမှာရှိတယ်။အင်မတန်နာမည်ကြီးတယ်။အဲ့ခေတ်ကာလတုန်းကဟိုဘက်ခေတ်တခုရှိတုန်းကအင်္ဂလိပ်ခေတ်တုန်းကသူကဟိုအင်္ဂလိပ်တွေကအုပ်ချုပ်တဲ့နေရာဒီကအဲ့မှာလုပ်ရင်ရုံးနေပါလေတရားဆုံးဖြတ်ရင်သူမွေးရအောင်ရတရားချင်းလွတ်တယ်ဆိုတာမျိုးပေါ့။ဟောရင်လည်းတော်မှန်ကျွန်တော်ဇာတာလို့သူပဲရေးပေးခဲ့တာ။အဲ့တော့ဥဝေလူကပြောတယ် သူကမွေးတဲ့ချိန်မှာကြာသာပတိဂျူကြီးကကောင်းတော့အားကောင်းတယ်အုပ်ရတယ်ဒါပေမဲ့ပြောင်းပြန်သွားနေတယ်တဲ့အဲ့တော့သူကစာဘွဲ့ရမှာမဟုတ်လေကျောင်းတင်လို့စာကျောင်းတက်လို့ဘွဲ့ရမှာမဟုတ်ဘူးအင်ဂျင်နီယာလုံးဝမဖြစ်နိုင်ဘူးအဲ့သူကဘင်းရောက်တဲ့လူဖြစ်ဖြစ်ဘင်းကုန်တဲ့ဖြစ်ဖြစ်ဒါမှမဟုတ်သူ့လိုဘေးရဆရာဖြစ်မယ်ဆိုတော့အတော်ဒေါသထွက်တာပေါ့စဉ်းစားကြည့်လေ ဘေးရဇာဆိုတော့အဲ့ခေတ်တုန်းကဖះเจ้าနေမှာနောက်မှာပြိဖြူရင်းနဲ့ဘေးရင်ဟောဒီဒါမွေလဲပုံနာကြီးတွေရှေတုန်းကလို့ ठी မှာဘေးရင်ဟောဒီဆိုရေးသွားတာမျိုးဖះတို့ចောင်းကန်တစောင်းတို့မှာဒီလိုပဲသွားနေကြတယ်ဘေးရင်ဆရာအများစုရှိတယ်ကြော်ကြားပြီးအောင်မြင်နေတဲ့ဇာဥ္စန္ဒရတို့လည်းရှိတယ်အမတန်နဲပါတယ်အဲ့ဒီပညာရှင်တွေအများကြီးတော့ရှိတယ်ဒါပေမဲ့လက်ချိုးရည်လို့ရတယ်အဲ့တော့ ဒါတော်လေးစိတ်မကောင်းဖြစ်တယ်အဲ့ဒါနဲ့ဆက်တက်ပြမယ်ဆိုပြီးတက်တယ်အเจ้าဖန်လာလားမသိဘူး84ခုနဲ့ဥသက်အရေခင် ဖြစ်တဲ့ဒီဇင်ဘာမှာအဲ့ဒီမှာเจ้าသားတွေအားလုံးကတပိတ်မှောက်ကြတယ်တပိတ်မှောက်တဲ့အဲ့ဒီအနေအထားမှာเจ้าသားလှုပ်ရှားမှုပေါ့နော် အဲ့ဒီ62ခုနဲ့ကြော်ပြီးကျောင်းသားလှူရှားမှုကအဲ့ဒီ84မှာပေါ်တဲ့အခါကိုလည်းဝင်ပါတာပေါ့ပါတဲ့ချိန်ကျတော့ဖန်ခါရတာပါပဲအဲ့ဒီ RID ကအခုကျောင်းသားတပ်မကဖြိုထဲတဲ့နေရာမှာရှင်းရင်အဲ့ဒီမှာဝင်လို့ရင်တော့ခူသွင်းတယ်ကျက်ကဆန်ခွေးမှာရှိနေတဲ့ဦးသန်းရဲ့ယုတ်ကလက်ကိုတဲတယ် convocation hall မှာထားတယ်ပြီးတော့ခူသွင်းတယ်အဲ့ဒီချိန်မှာဆိုတာ144ထုတ်နေပြီး ဲ့လောက်အတွင်းနဲ့နောက်ဆုံးအားလုံးပြီးသွားတဲ့ချိန်မှာပြန်ရမယ်မပြန်ဘူးဒီမှာစောင့်မယ်အဲ့ဒီမှာပဲဝင်နေမှာပဲညဝင်စီးပြီးဖမ်းသွားတယ်အဲ့မှာဖမ်းခံရတယ်ဖမ်းခံရပြီးတော့တောင်းချတယ်တောင်းချတဲ့အခါကျတော့တောင်းချသွားတော့ပေါ့တောင်းသုံးနဲ့ချတယ်ဒါပေမဲ့45ရက်နေပြီးပြန်ထွက်လာတယ် အဲ့တော့အင်းကပြောတယ်ယတရာကောင်းလို့တဲ့ဥဝေလူကြီး ਨੇ ဖျောင်းနိုင်ထွန်းလိုက်တာလွတ်လာတယ်။အကျွန်တော်တယောက်တည်းလွတ်တာမဟုတ်ဘူးအားလုံးចောင်းသားတွေလွတ်တယ်ဖျောင်းနိုင်ကြီးကြောင့်မဟုတ်ဘူး။ဒီလိုပြောတယ်။နောက်တကဒုတိယချိန်86ခုနှစ်ရောက်တော့မိုင်းရာပြည့်သခင်ကိုရောမိုင်းနှစ်တရာပြည့်အဲ့ဒီမှာလှုပ်ရှားမှုမှာမတ်လ23ပေါ့လေအဲ့မှာတစ်ခေါက် ရွှေတကုံပြားဝင်ကျင်မှာဖန့်သွားတယ်အဲ့ဒီချိန်ကျတော့ထောင်ချရတာပေါ့ဒီတကတော့လွတ်မပေးတော့ထောင်ချတဲ့ချိန်မှာပထမချိန်ထောင်ထဲမှာကြာတော့ငါအဲ့တော့ငါဘိုးတော်တွေပါဖန့်တာတော့ဘိုးတော်တယောက်ကတွေ့မင်းအင်ဂျင်နီယာဖြစ်မှာမဟုတ်ဘူးမင်းငါ့စီဘေးရင်တင်မှာလားမင်းပြင်းစရာဖြစ်မယ်ဆိုကျွန်တော်အာနေပါစေပါရေကိုပါကိုပဲနေပါမယ် ဘေးရစရာပြင်ထောင်ကြနေအောင်မယ်ဒီလိုပြောတယ်အဲ့ဒါနဲ့ကိုယ့်ဘာကိုယ်ပဲအဲ့ဒီအချိန်မှာ third year ကျွန်တော်တက်နေပြီ electrical မှာကျွန်တော်တက်နေပြီအဲ့တော့မိုင်းရပြည့်ဖြစ်တဲ့အချိန်ပန်းကန်ပြီးတော့ကျောင်းသားစုဆိုပြီးတော့ဇင်းနဲ့အကြောင်းထုတ်ခံလိုက်ရတယ်နောက်ပြန်လွတ်လာတဲ့အချိန်ကျတော့ကျောင်းကအပီးထုတ်လိုက်တဲ့အချိန်ကိုကအင်ဂျင်နီယာမဖြစ်တော့ဘူးမဖြစ်တော့ အဲ့ဒီအချိန်မှာဖြစ်နိုင်စရာအကြောင်းကဘိန်းကုန်ခုရဖြစ်နိုင်တယ်။ပေါ်တဲ့အချိန်မှာဘိန်းရောင်းတဲ့ပုံကိုယ်တွေဘိန်းကုန်ခုရပုံကိုယ်တွေထောင်ထဲမှာမိတ်ဆွေဖြစ်ခဲ့။ပြင်ပြင်ထွက်လာခဲ့တဲ့ငါတို့ ਨੇ ပေါင်းတယ်။အကပန်းပေါင်းလဲအဆင်ပြေမှာမဟုတ်ဘူးပေါ့။တတိယဖြစ်ဖြစ်တာကိစ္စမျိုးကတော့ထောင်ထဲနေရတာမဟန်လာဘူး။အဲ့ဒါနဲ့ဒါပေမဲ့စိတ်တည်းကမစိုးဘူးပေါ့ဒီလိုတွင်းနေတယ်။စိတ်တည်းမစိုးဘူးလို့တွင်းနေတယ်။ ဟုတ်လေအဲ့နဲ့ပြင်ပြောက်တော့ iPhone မှာစက်တက်တယ် iPhone မှာတက်တော့ French ပြီးသွားတယ် French တက်နေတဲ့အချိန်ပြီးတဲ့အချိန်တိုးကြိုက်လုံမယ်ပေါ့အဲ့ဒီအချိန်မှာပဲငငယ်တော့ကရဝါသနာပါနေတာတခုကပြန်ပေါ်လာတယ်ပေါ်လာတာငယ်တော့ကမယုံပေမဲ့တငယ်ချင်းတယောက်က၈တန်းနှစ်မှာပေတင်စာအုပ်ယူလာတယ် ဆရာဥက္ကလဆင်းအတင်တန်းသူ့နာမည်ကိုစိုးမြင့်လို့ခေါ်တယ်။သူကဘေးရင်ကိုနဲ့စမိတ်ဆက်ပေးတာပေါ့။သူကမဟာဘုတ်တွေ့တာတို့ဆက်ရောက်ကြိုးစားတွေ့တာတို့ဗမာဘေးရင်လေးပြောတော့ကိုပါလိုက်တွေ့တယ်ဝါသနာပါတာတော့မဟုတ်ဒီတိုင်းတွေ့ကြည့်ကနန်းတွေ့လို့ကောင်းလို့အဲ့ဒါတွေ့ကြည့်တော့အဲ့ဒါလေးကဝါသနာလေးရှိနေတယ်။အဲ့ဒါနဲ့ဘာမှလုံးဆရာမရှိတော့ဒီတိုင်းတွေ့နေတာတွေ့ရင်ဆရာယူဆန်တရားရှင်မှာ ွားပြီးတော့လက္ခဏာသင်္ဍန်းတက်မယ်ပေါ့မယိုးသားဘူးလက္ခဏာတက်တော့ကလည်းဘာလို့ဆိုလက္ခဏာဟောရင်ကော်မလေးလက်ကန်ရမှာပေါ့နော်အနေဆုံးဒီလိုပေါ့လေကျွန်တော်ကြိုက်နေတဲ့မိန်းကလေးတယောက်ရှိတယ် iPhone မှာပဲအတန်းတူအဲသူသူ့ကိုကျွန်တော်ဘယ်လိုချင်းခံလဲမသိတော့လက္ခဏာဟောရင်တော့သောဝါဒနာပါတယ်ဟိုဗီဒီမင်းဒီဗီဒီမင်းဆိုတော့အဲဒါလေးကိုတော့အာ ါဘေးရင်လက္ခဏာတော့ဘေးရင်ဆိုရင်တော့တွေ့နေရလက်ခံရမှာဘေးလက္ခဏာဟောမယ်ပေါ့သင်္နတ်သွားတက်တယ်မစိုးပါဘူးလက်တော့ခံလဲရတာပေါ့ဒါပေမဲ့ပူစိုးလာတာနောက်ကြသူနဲ့တောင်ကြကျွန်တော်ခုစနေပေါ့ဩဆိုပါစို့ဆိုပါစို့ဒါဟိုဒီဟာလေးကအခြေခံလေးပါအဲ့တော့ဘေးရင်လောကလေးဝင်လာတော့မယုံမသားကြီးပဲဒါပေမဲ့ကံကစီမံလာမသိဘူးထပ်ပြီးတော့ဂျပန်နီးစ်တက်နေတဲ့အချိန်မှာပဲ I have one my friends ပြီးတော့ Japanese ဆိုဆက်ယူနေတဲ့အချိန်ပဲတိုးကြတော့မယ်ဆိုရဲရေချက်ကပြည်ရမနေဆရာယူဆန်တယောက်ရှိမှလုံရင်သူကသူရှိမှသင်တန်းပြန်ပြပါ သူရှိမှပဲလုပ်ပါဆိုရဲတဖြည်းဖြည်းနဲ့အဲ့ထဲဝင်သွားတယ်ပြီးတော့အများကပြောတယ်မင်းမယုံရင်မင်းကိုယ်တိုင်လေးလာပြီးတော့မင်းလုံကြည့်လုံကြည့်ပြီးမှယုံသိရင်ယုံမယုံသိရင်မယုံနဲ့လက်တွေ့ဆိုအဲ့လိုမျိုးလုံသိနေဆိုတော့အဲ့ဒီဘေးရင်ပညာရက်ကိုကိုကစောက်တွေဖတ်တယ် တငယ်ချင်းတွေခေါ်တယ်လက်ဖက်ရည်တိုက်တယ်ဟောကြည့်တယ်အမှန်နဲ့ပြောတယ်သူတို့တငယ်ချင်းတွေထပ်ခေါ်လာတယ်သူတို့တခါကိုလက်ဖက်ရည်တိုက်တဲ့အစင်ရောက်လာပြီပေါ့နော်အဲ့ဒီအနေနဲ့တဖြည်းဖြည်းချင်းចောင်းသားဘုရားတင်ထားမှာပဲပေတယ်နဲ့ဝင်တဲ့ဝင်လာတယ်နောက်ပိုင်းကျတော့ဆရာယူဆန်တရားရှိရနေတဆင့်ကိုပိုင်ကိုယ့်အကူလှုပ်တဲ့အနေဒါတငယ်ချင်းတွေခေါ်ခေါ်လာအဲ့ဒီနေဘုကင်းပုံစံဖြစ်လာပြီးတော့1988ခုနှစ်ကနေစခေါ်တော့ ိုက်ဆံယူတာပေါ့ပြည်ဟောတော့ပြည်ဆရာ ဖြစ်ပြီပဲတကြပ်ပြား90ယူတယ်အဲ့ဒါနေတစ်ဆင့်နောက်နေလာရင်ဘာမှလုပ်စရာတော့မလုပ်တော့ဘူးအဲ့ဒီဘေးရင်ကိုပဲသူတို့ခေါ်လာတဲ့လူတွေဟောင်းဟောင်းတဲ့ booking system အခုလိုဖြစ်နေလာပါပဲဖြစ်လာတာပဲတစိုက်တမတ်မှဖြစ်လာပြီးတော့ဘေးရင်ထဲကိုရောက်သွားတယ်နောက်မဟေဒီမှာဘေးရင်ရေးရင်ဘေးရင်ရေးတဲ့စာရေးသူတယောက်ဖြစ်သွားတာ အဲ့ဒီလိုနဲ့ဘေဒင်လောကထဲမှာဆက်တက်ရက်တည်ပြီးတော့ဒီနေ့ထိသွားနေတာပဲ။